ဒီအသည့်ချင်းစွန်းကောင်းတွေပြနေတဲ့ Real Madrid ကို England and FIFA လိုပါဘူးက1-0နဲ့အနိုင်ရရှိသွားတဲ့ Champions League ပွဲအားလုံးပဲမင်္ဂလာပါ City Insider ကောင်ဘာမှကလည်းကျင်းလေကြိုကြိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့အင်ကာနေညဘူတုံနေ့မနက်မှာကစားခဲ့တဲ့ AFC ကလိုပါဘူး1 Real Madrid Z ပွဲအကြောင်းကိုတုံးသက်ပေးသွားမှာဖြစ်တယ်လို့ပွဲပြီးနောက်မီဒီယာအားနဲ့ဆိုတော့ဘာတွေပြောခဲ့လဲဆိုတာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အစကင် CMB ကို YouTube မှာ subscribe မလုပ်ထားအပြင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ Aston Villa ကိုနိုင်ရတဲ့ပွဲကလူချင်းနေရာမှာ Gabon နဲ့ Florian Vaz တနေရာပဲပြောင်းလဲလို့ပြီးပြအားနဲ့ဆိုတော့ Real Madrid ကိုရင်ဆိုင်လာပါတယ်။ဇာဘီလွန်ဆိုကလည်းသူ့ရဲ့လက်ဆွဲတော်4-1 4-1နဲ့အတူတိုက်စစ်မှာတရားစီခြေစွမ်းကောင်းနေပြနေတဲ့ Mbappe, Vinicius တို့ကို Balingan Gula တို့နဲ့တွဲဖက်ပေးထားတာပါ။ ဘာဘူးကစားသမားဟောင်းထရန်ကတော့ဒဏ်ရာကနေပြန်လာတာမကြသေးတာကြောင့်ဒုတိယပိုင်း87မိနစ်မှာမှအတင်းအတွက်ဝင်ရောက်ကစားပေးသွားနိုင်ခဲ့ပါတယ်။ဥရောပရဲ့အချိန်အဝါကြီးမားတဲ့ဒီနှစ်သင်းထိတ်တိုက်တွေ့ဆုံမှုမှာပရိသတ်တွေကတော့ FP ကွင်းထဲမှာအချိန်ဝင်ကောင်းကောင်းနဲ့အားပေးခဲ့ကြတာပါ။ဒီချို့မှတ်တမ်းတွေမှာ10ကြိမ်လီဗာပူးဝက်ဆိုက်မှာတော့73ကြိမ်တွေ့ဆုံဖို့လို့ဆိုပါတယ်။ပထမပိုင်း10မိနစ်တွင်မှာတော့နှစ်သင်းကြားအပြန်အလှန်ထိုးဖောက်ဖို့ကြိုးစားနေပေမယ့်အခွင့်အရေးတွေတော့မဖန်တီးနိုင်ခဲ့ကြပါဘူး။အဖြစ်အပျက်နဲ့အင်ရှင်ဘက်ကအခွင့်အရေးတချို့ရလာခဲ့ပြီး Florian Vance, Mac Allister တို့ရဲ့အားထုတ်မှုတွေကို Real နောက်တန်းကကာကွယ်နိုင်ခဲ့ပါတယ်။ Vinicius ဂျူဘာလင်ယန်တို့ရဲ့တံမြက်တိုက်စစ်ကနေအမ်ပါပေကန်သွင်းဖို့ကြိုးစားပေမဲ့ဘိုးဘော်ထောင်သွားတာပါ။ပထမပိုင်းမှာတော့ Eddie Dave ကဘောလုံးပိုင်ဆိုင်မှု60ရာခိုင်နှုန်းကျော်အထိယူထားပြီးတံဘက်ကိုထိန်းချုပ်ဖို့ကြိုးစားပေမဲ့ Papu ရဲ့ကန်ချက်တွေကိုဘူးသမား Cordwise ကကာကွယ်နိုင်ခဲ့လို့သာတက်တာရခဲ့တာပါ။အချိန်မှာ Southwest Fly ရဲ့ကန်ချက်ကို Box Team မှာ Chowmany မတော်တဆလက်နဲ့ရှင်းထုတ်ခဲ့ပေမဲ့ VAR က penalty ဖြစ်တော့တတ်မှတ်မပေးခဲ့ပါဘူး။ Papu ကတော့ မာမာဒက်ရှ်ဘလီရဲ့လက်စွမ်းကိုလည်းဒီပွဲမှာအတိမဲ့ပြရပါမယ်။ဘာလင်ဂန်ရဲ့နီးကက်ကန်တွင်းချက်တစ်ချိန်ကိုလည်းကာကွယ်သွားနိုင်ခဲ့တာပါ။တစ်ဖက်မှာလည်းပထမပိုင်းကိုမရှိတရေချခဲ့ရခြင်းမှာရီယယ်မက်ဒရစ်ကိုဒီမှာကော့တွာရဲ့တည်ငြိမ်တဲ့လက်စွမ်းကလည်းအခရာချခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းရီယယ်ဘက်ကဘောလုံးကိုထိန်းချုပ်ထားပြီးပွဲကိုထိန်းချုပ်ထားတာတော့လပတ်ဘူးပါ။ကဲကံဘောတွေကလည်းရီယယ်ကိုပေါ့ကိုအချင်းချင်းချင်းချောက်ခဲ့ပြီးတော့ပထမပိုင်းကထပ်အပိုင်ခွင့်ရေးတွေပုံမှန်ဖန်တီးနိုင်ခဲ့ပါတယ်။ဘာဂျေဗန်ဒိုက်ဟီကိုအက်ကစ်တီရဲ့စောပိုင်း အပိုင်ကောင်းတိုက်ချက်တွေကိုတော့ကော်တွာကမယုံနိုင်တဲ့လက်စွမ်းနဲ့ကာကွယ်နိုင်ခဲ့ပါတယ်။အဖြစ်အပျက်နဲ့တော့မီလီတိုဝိုက်ဆန်တို့ဦးဆောင်တဲ့ခန်းစစ်ကပြိုဆင်းနေပါပြီ။60မိနစ်မှာတော့ဆာဝတ်စလိုင်းရဲ့လှပတဲ့ပေကင်ဘောကနေမက်အလစ်စတာကနေရာယူမှန်မှန်အားပါပါနဲ့ဂိုးသမားတက်တဲ့ကိုပဲကောင်းတိုက်ပြီးအင်ချင်အတွက်အဖွင့်ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။လူသားဝင်ကစားသမားဂက်ပိုဒါပြင်ဆာလာတို့အခွင့်အရေးတွေရခဲ့ပြီမကူတော့ထပ်မဖြစ်ခဲ့ပဲဒီရသည့်ခြေစွမ်းကောင်းတွေပြနေတဲ့ရီယယ်ကိုလီဗာပူးတို့ပွဲပြီးမှ1-0နဲ့အနိုင်ရရှိခဲ့ပါတယ် ဒီနိုင်ပွဲနဲ့ပတ်သက်လို့ပါဘူးနိပြအာနက်စတော့ဘာရီပြောကလေးလေးလာကြည့်ကြပါမယ်။အက်စတွန်ဗီလာရီယယ်မက်ဒရစ်တို့ကိုပေးဖို့မရှိနိုင်ပွဲတွေရပြီးနောက်အာနက်စတော့ရဲ့လီဗာပူးကိုအခြေအနေစိုးနေတယ်လို့ပြောပြီးတော့ခတ်သွားပါပြီ။ဒီနေ့ပွဲမှာလီဗာပူးရဲ့ခြေရင်းဘယ်လောက်ထိကောင်းကြလဲဆိုတော့မင်းမြန်ရမှာနိပြကဒီအာဒီမှာတပွဲပဲရှုံးထားပြီးကြံပွဲတွေအားလုံးကိုအနိုင်ရထားတဲ့ရီယယ်မက်ဒရစ်ကိုကျွန်တော်တို့ကအနိုင်ယူခဲ့တာပါ။အသင်းခြေစွမ်းကအရန်ကိုအထင်ကြီးတရာကောင်းခဲ့ပါတယ်။ဒီလိုအသင်းမျိုးကိုကျွန်တော်တို့ကအနိုင်ကျန်နိုင်တယ်ခြေစွမ်းလည်းကောင်းတယ်ဆိုရင်တော့ဒါဟာအသင်းအတွက်အပေါင်းလက္ခဏာဆောင်တာပါပဲ တို့တော့ပြိုင်ဘက်ကိုဆက်ပီးစ်တွေကနေကျွန်တော်တို့ထိုးနှက်ခဲ့ပါတယ်အနိုင်ရလို့သာဆက်ပီးစ်တွေကြောင့်ခုတ်ပြောရတာပါအကယ်၍ရှုံးခဲ့ရင်ဒါကစင်ကြီးဆိုပြီးဖြစ်သွားနိုင်ပါတယ်ကွင်းထဲကငွေတက်နဲ့ပတ်သက်လို့လည်းဤပြကမိနစ်90လောက်အသင်းပရိသတ်တွေဖန်ပြီးခဲ့တဲ့ကွင်းထဲကနေထားကိုတော်လေးထင်ကြီးမိပါတယ်ပွဲမတိုင်ခင်ကတည်းကသူတို့ကစတင်ခဲ့ကြတာပါအလက်ဇန်ဒါအာနိုကွင်းထဲဝင်လာတော့မှမဟုတ်ပါဘူးတပွဲလုံးကိုပရိသတ်တွေကအသင်းကိုစွဲတင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်ရီးယန်နဲ့စတွန်ဗီလာနှစ်ပွဲမှာအသင်းစီကဘာတွေမြင်လိုက်ရလဲဆိုတာနဲ့ပတ်သက်လို့လည်းအာနက်စတော့က နှစ်သင်းလုံးကျွန်တော်တို့ကိုရင်ဆိုင်ခဲ့တဲ့ပုံစံကတူညီပါတယ်ဒီနေ့မှာကွာခြားသွားတာကတော့အသင်းသားတွေကိုကျွန်တော်မှာကြားထားတဲ့အချက်ကြောင့်ပါသူတို့ကို high press လုပ်ရင်လုပ်မလုပ်ရင် low block ဒီနှစ်ခုပါပဲကြိုင်ဘက်မှာက Vinicius ရဲ့ Mbappe တို့လို timing ကြိုက်ပြေးအောင်လုပ်တဲ့ကစားသမားတွေရှိနေတော့အနေရများပါတယ်ကြိုင်ဘက်ကိုလုံးဝနေရာလို့မပေးဘူးဒီအပိုင်းမှာအသင်းနောက်ကန်ကစားသွားတာအရင်ကောင်းပါတယ်နှစ်ပွဲလုံးမှာတော့ခန်းစစ်ကတကယ်ကိုမာကျော်ဖြစ်ပါတယ်အသင်းကတကူးကနေနှစ်ကူးအထိပေးပြီးမှနောက်ကနေလိုက်ကစားရတာမဟုတ်တာလေအတော့အခုကြီးဖြစ်ပါတယ်လို့မဟုတ်ရင်အတော့စွန့်စားရ ကြာမယ်အနေထားကိုဆက်ရောက်သွားမှာပါခြုံကြည့်လိုက်ရင်တော့တရားပြည်ရှုံးတဲ့ပွဲတွေမှာတော့ပြိုင်ဘက်ကိုသိပ်ပြီးခွင့်ရေးပေးလိုက်ရတယ်ဆိုတော့မရှိပါဘူးချက်ပြီးဆွေလောက်ပါဘူးအနိုင်ကိုရှင်မက်အလစ်စတာကသူ့အကောင်းဆုံးပုံစံကိုပြန်ရနေပြီလားဆိုရယ်မေးဖို့ကိုကြည့်ပြကအမှန်ပါပဲသို့တော့ match တစ်ယောက်တည်းတော့မဟုတ်ပါဘူး corner bradley ဆိုရင်လည်း3ရက်အတွင်းမိနစ်90တပွဲကစားထားပါတယ်ကစားသမားတိုင်းကတော့အချိန်လိုတာပါပဲကာဒလီ premier league နဲ့အသားကြောက်ကိုအချိန်ယူရပြီးတခါတလေနားချိန်ကြာပြီးမှပြန်ကစားတဲ့အခါလေအချိန်ယူရတာပါပဲ တခြားလိတွေမှာဆိုအတင်းကြီးတွေအနေနဲ့15ပွဲပွဲ20လောက်ကအသာရနိုင်ရနေပြီကစားသမားတွေကိုလည်းအနာပေးနိုင်ပါတယ်ပရီးမီးယားလိမှာတော့တသားရရနိုင်ရတဲ့ပွဲဆိုတာရှိပါဘူးပရီးစီဇန်လေးကျင်ရေးကိုလွဲချော်ထားတယ်တခြားလိကနေပြောင်းလာတယ်လူငယ်ကစားသမားဖြစ်တဲ့စားတဲ့ချက်တွေနဲ့တွားညီနေမယ်ဆိုရင်တော့လိနဲ့တားကြဘူးရုံးကန်ရလိရှိပါတယ်အမ်ပပေကို200ဒီဇက်အန်ဖီးမှာဂိုးမသွင်းနိုင်အောင်တားဆီးနိုင်ကြတာနဲ့ပတ်သက်လို့မီးပြားကဘင်နီနဲ့အမ်ပပေတို့လိုကစားသမားတွေကထိန်းတင်နိုင်ထိန်းလို့ရတဲ့ကစားသမားတွေတော့မဟုတ်ပါဘူး ဗီနီလည်းမာဆွေးနဲ့ပွဲမှာနှစ်ဂိုးရထားတယ်အမ်ပပီလည်းခိုင်ရက်နဲ့ပွဲမှာဟက်ထရစ်ရထားတာပါအပြည့်အဝထိန်းလို့မရသည့်တိုင်းလုံနိုင်သမျှလုပ်လို့ရတာမျိုးရှိပါတယ်ဒီနေ့ပွဲမှာလည်းဒီကစားသမားတွေအခွင့်အရေးကြီးကြီးမားမားမရခဲ့ပါဘူးသူတို့မှာတခြားကစားသမားကောင်းတွေဖြစ်တဲ့ဂျူးဘာလင်ပြန်မျိုးလိုပလေးယာတွေလည်းရှိပါတယ်အမ်ပပီကလည်းအနည်းဆုံးတည်းလိုရောက်အောင်ကစားနိုင်ရဲ့သေးတာပါပဲအင်းကလုံနိုင်သမျှလုပ်ပြီးသူတို့ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်လို့ကြီးကြီးကပွဲပြီးမှအခုလိုထုတ်ပေါ်ပြောဆိုသွားတာဖြစ်ပါတယ်ဒါကတော့ Real Madrid Z လီဗာပူးဝမ်ပွဲပြီးနောက်ဒီပြောင်းနဲ့စတော့ကဘာတွေပြောကြလဲပြီးတော့ပွဲတွေမှာဘာတွေဖြစ်ကြလဲဆိုတာတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ